မင်္ဂလာပါဒါကတော့ဒီနေ့ကတော့ကျွန်တော်ဒါဝင်းကြီးများရုံမှာရှိတဲ့ဘာမဝက်ရှ်မှာ ကျွန်တော်တို့က customize ပေါ့နော်နိုင်လေးလာပြီးတော့ယူတာဖြစ်ပါတယ်မင်္ဂလာပါညီမဟုတ်ကဲ့အော်ဟုတ်ကဲ့ခင်ဗျာဒါကတော့ဒါလှေကူ series တွေอ่ะเนาะကျွန်တော်တို့ဟုတ်ကဲ့ဟောလှတယ်เนาะကျွန်တော်ရွှေရောင်လေးเนาะကျွန်တော်တို့ဟုတ်ကဲ့ခင်ဗျာနာမည်လေးထိုးပြီးသားဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ဘာမဝက်ချ်ကတော့ဘာမဆန့်အပြည့်ရတယ်เนาะကျွန်တော်တို့အပြင်အစင်ကအစားဒီဟာလေးကကျွန်တော်ကတော့ကတော့ခက်ဒါဒီအလုံးကကျွန်တော်တို့ handmade တွေပဲเนาะကျွန်တော်တို့ဟုတ်ကဲ့ဟုတ်ဆက်တရားလွယ်လို့ပေါ့เนาะဟုတ်ကဲ့ဟုတ်ဆက်တရားလေးဂျပန်ဆက်တွေချင်တယ်เนาะဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ကျေးဇူးပါ ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ခင်ဗျအဲ့တော့ကျွန်တော်တို့ဘာမှဝယ်ရှဲတာကျွန်တော်တို့ဝင်းကြီးမြောက်မှာရှိတဲ့ showroom ဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ customize ကျွန်တော်တို့မြန်မာ brand နဲ့เนาะကျွန်တော်မြန်မာကနန်းနဲ့တကယ်မြန်မာရဲ့ sense ဆိုအပြည့်ရတဲ့နိုင်တွေကိုကိုယ်စိတ်ကြိုက်เนาะကျွန်တော်ကြိုးရရအစစိတ်ကြိုက် customize ကျွန်တော်တို့လာပြီးတော့အနံလို့ရပါတယ်အဲ့တော့ဒီနိုင်လေးဆိုလဲကျွန်တော်အလွန်သဘောကျတယ် satisfying ဖြစ်တယ်ပေါ့เนาะကြည့်လိုက်တာနဲ့ premium look လဲရတယ်ကနန်းတွေကเนาะကျွန်တော်တို့ မြန်မာကနန်းဖြစ်နေတာကကျွန်တော်တို့အတွက်အများကြီးကိုယ့်ရဲ့မြန်မာ brand တစ်ခုနဲ့ attach ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အဲ့ကျွန်တော်တို့ဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်မှုဆိုရင်ကျွန်တော်တို့တွေဟာဘဝမှာအမြဲတမ်းကျွန်တော်တို့စဉ်းစားနေရတဲ့စူးစမ်းနေရတဲ့အကြောင်းအရာတွေရှိဒီနေ့ကတော့ကျွန်တော်တရားစကားပြောတာတော့မဟုတ်ဘူးဘာဖြစ်လို့ဆိုတော့မနေ့ကပဲเนาะကျွန်တော်တို့ Oxford ဆရာတော်ဖရားရဲ့ lecture ကိုကျွန်တော်တို့เนาะကျွန်တော်တို့မိတ်ဆွေဆရာတွေနဲ့အတူလမ်းလောက်ခဲ့တော့အော် ်ဆရာတော်ပြောဆရာတော်မိန့်သွားတဲ့အချိန်မှာအလွန်သဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဘဝမှာအောင်မြောင်ကြိုးစားတယ်ရည်မှန်းချက်တွေအတွက်ကြိုးစားတယ်သို့တော့ limitations တွေကိုသိဖို့လိုတယ်အဲ့တော့တရားသဘောရကြည့်ရင်အရာရာဟာ limit ရှိတယ် limit ရှိတယ် limit မရှိတော့တဲ့အရာဒီကျွန်တော်တို့ကအနတ္တနော်နိဗ္ဗာန်ကိုရောက်သွားမှကျွန်တော်တို့က limit မရှိတော့လူတယောက်ဟာအောင်မြောင်ကြိုးစားသို့တော့ကိုယ့်ရဲ့ limit တွေကိုသိဖို့လိုတယ်အ limit တွေကိုသိမှသာလျှင်သူဒီဘဝမှာ ဒုက္ခဆိုတဲ့အခက်အခဲတွေကိုမေတ္တာတွေမုဒိတာတွေနဲ့ကျွန်တော်တို့ကရင်ဆိုင်နိုင်မှာဖြစ်တယ်ဘဝမှာအောင်မြင်နေဆိုတာ ကျွန်တော်တို့တွေဟာကျွန်တော်တို့သိတဲ့အရာတွေကြောင့်အောင်မြင်တာမဟုတ်ဘူးကျွန်တော်တို့ဘယ်အရာတွေကိုသိကျင်လဲဆိုတာကြောင့်အောင်မြင်တာဖြစ်တယ်ကျွန်တော်ပြန်ပြောမယ်နော်ဘဝမှာကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်အောင်မြင်နေဆိုတာကျွန်တော်တို့သိတဲ့အရာတွေကြောင့်အောင်မြင်တာမဟုတ်ဘူးကျွန်တော်တို့ဘာတွေကိုသိကျင်လဲကျွန်တော်တို့ဘာတွေကိုထပ်ပြီးတော့ဘဝမှာသိကျင်လဲအဲ့ဒီအရာတွေကြောင့်ကျွန်တော်တို့ဘဝမှာအောင်မြင်တာဖြစ်ပါတယ် အရေးအကြီးဆုံးအချက်ကတော့ကျွန်တော်တို့ဘဝမှာ ကိုယ့်ရဲ့ limitations တွေကန့်သတ်မှုတွေကိုသိဖို့လိုတယ်အခြားသူတွေရဲ့ကန့်သတ်ချက်တွေကိုလည်းသိဖို့လိုပြီးတော့မှအောင်မြောင်ကြိုးစားဖို့လိုတယ်အဲ့တော့လူတွေကအခြားကိုယ့်ဘဝမှာကိုယ့်ဆုံးဖြတ်ချက်တွေဆုံးဖြတ်ချက်တွေရှိတယ်သူများတွေရဲ့ဆုံးဖြတ်ချက်ကိုကြည့်တဲ့အခါမှာသူတို့ဘာလို့ဒီဆုံးဖြတ်ချက်ကိုချခဲ့လဲဆိုရင်ရွေးချယ်စရာအကြောင်းအရာတွေကိုကိုချင်းစာနိုင်မယ်ဆိုရင်ကျွန်တော်တို့ဘဝမှာအောင်မြင်တိုးတက်လာမှာဖြစ်ပါတယ်ဒါကြောင့်လူတိုင်းဒီအခက်အခဲတွေတွေ့တဲ့အခါမှာမတုံ့လောက်ပါနဲ့ limitations အမြဲတမ်းအကန့်အသတ်ရှိရဲဆိုတဲ့သဘောတရားနဲ့ကျွန်တော်တို့မေတ္တာရဲ့မုဒိတာရဲ့နဲ့စ조사ဆောင်ရွက်နိုင်မယ်ဆိုရင်ဘဝမှာအေဂျင့်ပျော်ရွှင်အောင်မြင်လာမှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှော်ပေးလိုက်ပါတယ်ကျွန်တော်မျှော်ဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြေအဝါယုံကြည်ပါတယ်သင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်သင်တန်းတစ်မျိုးပဲဖွင့်တယ်အခုလာမယ်ကျွန်တော်တို့6လပိုင်းမှာဖွင့်မှာတော့ကျွန်တော်ရဲ့ certificate in general business management CYE စီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းဖြစ်ပါတယ် အဲစီဝါရီစီမံခန့်ဥပညာအခြေခံကစတင်လည်လာခြင်းနဲ့မြည်သူမှုဆိုတက်နိုင်တဲ့ online သင်တန်းဒီအခုလာမယ်ကျွန်တော်တို့6လပိုင်း10ရက်နေစမှာဖြစ်တယ် online ကနေတလတက်မှာဖြစ်တယ်အပြင်လူတွေ့သင်တန်းကတော့6လပိုင်း14 15စနေတွင်းနေ့ညမှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်ရဲ့ MO သင်တန်းကျောင်းမှာ2ရက်အချိန်ပြည့်တက်ရောက်အောင်မှာဖြစ်ပါတယ် အဲ့တော့စီမံခန့်ခွဲမှုပညာဆိုတော့ရှင်းရှင်းလေးပဲကျွန်တော်တို့က management english ရဲ့ management ကိုဘာသာပြန်လိုက်တယ်စီတာရဲ့မန်တာရဲ့ခန့်တာရဲ့ခွဲတာအစီစဉ်ဆွဲတယ်မွန်းမှန်တယ်လူတွေကိုခန့်ထားတယ်တာဝန်တွေခွဲဝေတယ်အကျိုးအမြတ်တွေခွဲဝေတယ် management တကယ်တက်တဲ့သူဆိုတာမြည်သည့်အချိန်ဒီမှာမဆိုပြေလည်အောင်ဆောင်ရွက်နိုင်ရမယ်ဒီအကြောင်းအရာတွေကျွန်တော်လေ့လာကြမှာဖြစ်ပါတယ်ဒါကြောင့် management ကိုအခြေခံအနေစတင်လေ့လာခြင်းတဲ့သူတွေအတွက်ကျွန်တော်တင်တဲ့မှာတွေ့ကြမယ်တင်တဲ့ချင်းနာမည်ရဖုန်းနံပါတ်ရို comment မှာမြည်နေ Messenger မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်20% discount ကျွန်တော်တို့ဆက်ပေးထားပါတယ် တော့ကျွန်တော်တို့အားလုံးကိုယ့်ရဲ့အကန့်အသတ်တွေအခြားသူတွေရဲ့အကန့်အသတ်တွေကိုသိပြီးတော့အောင်မြင်မှုစီကိုခြေတက်လိုက်ကြပါစို့ we must work together we must build our nation